ဂျပန်တွင်သာရှိသောကြောင်တောင်လင်းချင်များနံပါတ်၁ကိုနဲ့မသိတော့သူကရုပ်တရက်စကားတော့ပြောခြင်းလူကြီးမင်းကဂျပန်မှာယထားဆောင်နေရင်အားနေတာကြောင့်ဘေးမှာရှိတဲ့လူတယောက်ကိုစကားစမြည်တော့ပြောရင် လူကြီးမင်းကိုကြောင်တောင်ကောင်ဆိုပြီးတော့ထင်ခန်းနိုင်ပါလေဥပမာအဖြစ်ကိုကတခခုနားမလည်လို့စကားတော့ပြောတာမျိုးကကိစ္စမရှိပေမဲ့လူကြီးမင်းကဥပမာနေကောင်းလားဖြစ်ဖြစ်ဒီနေ့ရာသီဥတုတွေကတာနေတော့ဖြစ်ဖြစ်တော့ပြောရင်တော့ဂျပန်လူမျိုးတွေကလူကြီးမင်းကိုကြောင်တောင်နဲ့လို့ထင်သွားနိုင်ပါလေဘာလို့လဲဆိုရင်တော့အကြောင်းပြချက်လေးရှိပါလေဂျပန်လူမျိုးတွေကကိုယ့်ရဲ့ personal space ကိုယ့်ရဲ့အားလက်ချင်ကိုအရင်လေးထားတာကြောင့်လူကြီးမင်းကရုပ်တရက်စကားတော့ပြောလို့ ရှင်နည်းနည်းကြောင်တော့ download ထင်ခံရနိုင်ပါတယ်ဒါဆိုလူကြီးမင်းကဘယ်လိုလုပ်ပြီးဂျပန်တငယ်ချင်းရှာမလဲလို့မေးလို့ရှိရင်တော့အဖြေလေးရှိပါတယ်ဂျပန်မှာကတငယ်ချင်းရှာဖို့တည်တဲ့နေရာလေးရှိပါတယ်ဥပမာ internet ပေါ်မှာဖြစ်ဖြစ်လူကြီးမင်းရဲ့လုပ်ငန်းခွင်ထဲမှာပဲဖြစ်ဖြစ်စကားပြောရင်တော့တငယ်ချင်းဖွင့်လို့ရပါတယ်အဲ့ဒါကြောင့်လူကြီးမင်းကဂျပန်ရောက်ရင်လည်းတွေ့ပါလိမ့်မယ်ဂျပန်လူမျိုးတွေကယထားပေါ်မှာဖြစ်ဖြစ်ကိုယ့်ဟာကိုယ်ဖုန်းကြည့်ပြီးတော့နေနေတဲ့သူကများပါတယ်နည်းနည်းကြောင်တော့နိုင်ပေမဲ့လည်းဂျပန်လူမျိုးအများစုကအဲ့လိုလေးအေးဆက်ဆက်နေရတာမျိုးကိုပို့ပြီးတော့သဘောကျကြပါတယ် ဲ့ဒါကြောင့်လူကြီးမင်းကကောင်မလေးချောချောလေးမြင်လူကြီးမင်းရဲ့ဟိုင်စားပြီးပြီလားဆိုပြီးတော့တွားပြီးတော့မမေးကြည့်လို့တော့အကြံပေးချင်ပါလိမ့်ခင်ဗျာအဲ့လိုမေးလို့ရှိရင်လူကြီးမင်းရဲ့ရုပ်ခံကြောင်တစ်ခါလေးရဲပါခေါင်းခမ်းပါဆိုလိုပါခင်ဗျာအဘနေကိုရဲ့ကြွင်နေတဲ့အရာကိုထုတ်ကြခြင်းလူတော်တော်များများကကိုရဲ့ကြွင်နေတဲ့အရာဆိုထုတ်ပြောခြင်းပါလေဥပမာဘောလုံးကတက်တာဖြစ်ဖြစ်ဂီတာတီးတက်တာဖြစ်ဖြစ်ထုတ်ကြခြင်းရပါတယ်ကျွန်တော်ဆိုရင်လည်းဘလောက်ဆိုကြီးကြောင်ကိုထုတ်ပြီးကြွင်နေပါတယ်ဟေးဟေး ါပေမဲ့ဂျပန်မှာတော့အဲ့လိုကိုကျွမ်းကျင်တာကိုထုတ်ကြွားတာကနည်းနည်းလေးတစ်ပတ်လူကြောင်တော်ဖြစ်စီပါလေဥပမာလူကြီးမင်းကိုဂျပန်ကဝါသနာပါပါလဲလို့မေးလို့ရှိရင်တော့လူကြီးမင်းကဘောလုံးကန်တာဆိုပြီးတော့ဖြည့်လို့ရပေမဲ့ငါကဘောလုံးကန်တာလေးမကပဲနဲ့အဲ့ဒါကိုပါအရန်ကြမ်းတာဆိုပြီးတော့ထုတ်ကြွားမိရင်တော့လူကြီးမင်းကိုတစ်ဖက်ဂျပန်ကကြောင်တော်တယ်ဆိုပြီးတော့အထင်ခံနေပါလေဘာလို့လဲဆိုရင်တော့အကြောင်းပြချက်လေးရှိပါလေဘာလို့လဲဆိုရင်တော့ဂျပန်လူမျိုးတွေကကိုယ့်ကိုယ်ကိုနှိမ့်ချတတ်ပြီးတော့တစ်ဖက်လူကို respect ရန်ထားတယ်လို့ပါအဲ့ဒါကြောင့်လူကြီးမင်းကဂျပန်ရောက်ရင်ကြွားကျင်စိတ်လေးကိုနည်းနည်းထိန်းထားဖို့လိုပါရဲ့ဗျမဟုတ်ဘဲလူကြီးမင်းကရှောက်ကြွားနေရင်တော့လူကြီးမင်းကိုဘဝင်ယူကောင်ခကြွားကောင်ဆိုပြီးတော့အထင်ခံနေပါလေ nhé. <laughs> ok. Nếp tố, giá tao mà còn đúng mà chưa không? လူကြီးမင်းကဂျပန်ကစားတော့ဆိုင်ကိုသွားစားရင်လည်းလူကြီးမင်းကဒီဆိုင်ကိုအရသာမရှိဘူးလို့ပြောလို့မရပါဘူး။ဥပမာဇန်ဇန်အိုရှိခုနိုင်ဆိုပြီးတော့လုံးဝပြောလို့မရပါဘူး။အဲ့ဒီအစားဖူဆွတ်တို့ဖူရှိကီနာအာဂျီဆိုပြီးတော့လူကြီးမင်းအစားထုတ်ပြောပြရမှာပါ။ဂျပန်လူမျိုးတွေကလည်းစားမကောင်းဆိုလို့ရှိရင်ဘယ်တော့မှဒေတို့မပြောဘဲနဲ့အဲ့လူမျိုးနည်းနည်းပေါ့ရတဲ့စကားလေးတွေနဲ့ပဲသုံးပါလေ။အဲ့လူပြောပြီးရင်တော့အဲ့စားတော့ဆိုင်ကိုနောက်ဘယ်တော့မှမသွားတော့ပါဘူး။နှိမ့်ချပြောတဲ့တာကလည်းအကြောင်းပြချက်တွေရောရှိပါလေ။ဘာလို့လဲဆိုရင်ဂျပန်လူမျိုးအများစုကတစ်ဖက်သားကိုအဲ့လူထဲတို့မပြောတတ်ပါဘူး။အဲ့ဒါကြောင့်လူကြီးမင်းကကိုယ်တိုင်ဟင်းချက်ပြီးတော့ဂျပန်တွေကိုသွားချစ်ပြီးလို့မှသူတို့ကဖူဆွတ် ို့ပုံမှန်ပါပဲလို့ပြောခိုင်ရရင်တော့လူကြီးမင်းကကိုချင်နေကိုကိုတိလိုက်လို့ရပါပြီ။ပြီးတော့လူကြီးမင်းကိုပြန်မချိုက်ချင်ဘူးလို့ညင်းနေဆိုရင်လည်းလူကြီးမင်းကရုပ်ဆိုးလို့ဆိုပြီးတော့တိုင်းရိုက်မပြောဘဲနဲ့သူတို့ကအရင်ဆုံးတောင်းပန်ပါလိမ့်မယ်။ပြီးလို့ရှိရင်တော့တယောက်တည်းပဲနေချင်ပါတယ်လို့ဆိုပြီးတော့ပြောမှာပါ။ဒါကတော့မြန်မာမှာလည်းအဲ့လိုပဲလို့ထင်မိပါတယ်။အဲ့ဒါကြောင့်တယောက်တည်းပဲနေချင်တယ်လို့ပြောရင်တော့လူကြီးမင်းကိုပြန်ချိုက်ချင်တာဖြစ်ပြီးတော့လူကြီးမင်းကအလိုက်တီသွားနဲ့နောက်ကိုဆုတ်ပေးပြီးတော့နောက်တစ်ယောက်ကိုပြောင်းပြီးတော့ချိန်ဖို့အကြံပေးချင်ပါတယ်ခင်ဗျာ။နံပါတ်၄အတက်ကိုမေးခြင်း အရင်ကဂျပန်မရောက်ခင်ကဂျပန်မှာအသက်ကိုမေးတာကရိုင်းတယ်လို့ထင်ခဲ့ပါလေ။ဒါကလည်းဟုတ်ပါတယ်။ကိုနဲ့အရင်မရင်းနှီးတဲ့လူတယောက်ကိုအသက်ဘယ်လောက်လဲသွားမေးတာကနည်းနည်းပြဿနာဖြစ်နိုင်ပါလေ။ဘာဖြစ်လဲဆိုလို့ရှိရင်တော့တချို့လူတွေကအသက်ကြီးအောင်မကြိုက်တာကြောင့်မပြောချင်တာမျိုးရှိပါလေ။ဒါပေမဲ့ဂျပန်လူမျိုးတွေတော်တော်များများကလုပ်ငန်းတွေထဲမှာပဲဖြစ်ဖြစ်နည်းနည်းပိုရင်းနှီးလာရင်တော့တင့်ကိုအသက်မေးကြပါလိမ့်မယ်။ဘာလို့လဲဆိုရင်တော့ဂျပန်မှာကအသက်ရွယ်လာရင်ကြီးတဲ့အတုံးလုံးတွေကိုသုံးလို့ပါ။အဲ့ဒါကြောင့်အသက်ကြီးတဲ့သူအပေါ်ရင်ကြီးတဲ့အတုံးလုံးသုံးလို့ရအောင်လို့အသက်မေးတာကဂျပန်မှာတော့ပုံမှန်ပါပဲ။အဲ့လိုမေးတဲ့အခါမှာတော့ကျွန်တော်တို့ကတော်တော်များများသိပြီးသားနန်းဆိုင်တက်စကားလို့မမေးဘဲနဲ့ ယ်နားတဲ့ဥမာတဲ့ desk ကဆိုပြီးတော့မေးလို့ရပါတယ်ဒါပေမဲ့ကိုနဲ့တိတ်မရင်နေတဲ့သူတွေကိုတော့တွားပြီးတော့မမေးဖို့တော့အကြံပေးချင်ပါလိမ့်ခင်ဗျတွားမေးရင်တော့ကျွန်တော်နောက်ကောင်းဆိုပြီးတော့ထင်ခန်းနိုင်ပါလိမ့်ခင်ဗျ stupid or something okay ကျွန်တော်အခုလုပ်ပြီးနေကိုတက်လီယာကျွန်တော်အရင်ကြိုက်တယ်ကိုတက် creator linked universe ကိုအခြေခံပြီးတော့လုပ်ပေးထားတာပါခင်ဗျဟုတ်ကျွန်တော်နောက်လည်းဒီလိုမျိုးဂျပန်နဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့အချက်လေးတွေအများကြီးတင်ဆက်ပေးပါမို့လို့ကျွန်တော်ရဲ့ channel လေးကို like and follow လေးလုပ်ပေးထားလို့ရပါခင်ဗျဟုတ်ကျွန်တော်ဗီဒီယိုလေးအဆုံးထိကြည့်ပေးတော့ကျေးဇူးများကြီးပါခင်ဗျတတ်တာ